ာဒေတာကိုလာအုပ်ချုပ်လို့မရတော့ဘူးအဲ့တော့ဘိုးကကောင်းဆောင်ကကိုဒေတာကိုကိုစားပြုမှုမရှိတဲ့အတွက်လက်မခံတော့ဘူးဒါကိုဆိုလိုချင်တာအဲ့တော့ကောင်းဆောင်ကောင်းဆောင်ကအန်ယူဂျီနဲ့လည်းမဆိုင်တော့ဘူးကိုဒေတာနဲ့ကိုဆိုင်တာအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ် ယေရှုသူအရောက်ရှင်းစဉ်တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်အဲ့ဒီလင်းတက်ကကျွန်တော်တို့တိစောက်ထားတဲ့အဲ့ဒီအဖွဲများအရာကုနေရာကုဒေသကိုသွားကြရတော့မှာဒါကြောင့်ကျွန်တော်တို့အများဆုံးလွတ်မြောက်ပြည်လို့လိုချင်ကြတဲ့ရန်ကုန်မန္တလေးနေပြည်တော် အကိုတို့ဟာ NUG ရဲ့ MOD ရလွဲရင်ဘယ်သူမှမလုပ်ပြန်တော့ NUG ကိုတိုက်ခိုက်နေကြတဲ့သူများတတရားအုပ်စုဆိုရင်ဘယ်သူပဲမဆိုမလုပ်ပြန်နိုင်တော့ဘူးဒါအသေးစားပဲအရှိတရားပဲအဲ့တော့ကျွန်တော်တို့က NUG ကိုပဲဆက်ပြီးအားကိုးရတော့မှာဒီမှာလွတ်မြောက်ဖို့မွန်လေးဘွဲကလည်းမွန်ပြည်နယ်ကိုသူတို့စနစ်တကျယူဖို့အတွက်သူတို့လှုပ်ဆောင်နေပြီအဲ့တော့ရှမ်းတောင်ကိစ္စကအာစီဆက်တို့ဘာလို့သူတို့ရှမ်းနေရှင်းရလိမ့်မယ် အန်ယူဂျီနဲ့လည်းမဆိုင်မြန်ဘူးအဲ့တော့အဲ့ဒီရှမ်းရှမ်းပြည်နယ်အနေထားကတို့နှစ်90နှစ်80တို့တိုက်ထားပြီးပြီအဲ့တော့တို့တို့ကတို့စစ်ပွဲတို့အနေထားတို့သဘောပေါက်တယ်အဲ့တော့ဆိုလိုချင်တာကကျွန်တော်တို့ BGF တွေကြားဖြတ်နေကိုဥမတော်သွားပြီးတော့နက္ခရာကြီးမော့နေရင်လေအဲ့ဒီ BGF တွေကြားဖြတ်နေ KNL တွေက ရန်ကုန်လာတိုက်ပြီးမှမဟုတ်ဘူးပဲခူးကိုလာတိုက်ပြီးမှမဟုတ်ဘူးပြောချင်တာကသူတို့ပူးတွဲပြီးတော့ MOD နဲ့တော့တိုက်နေတာပေါ့လေပြောချင်တာကကိုဒေသကိုတိုက်မှရမှာအဲ့တော့ AA ကအသိင်ကနေတဆင့်ရန်ကုန်ထိဆင်းလာမလားမလားဆိုတော့ AA ရဲ့ဆုံးဖြတ်ချက်ပဲတေချာတကူက AA ကတော့ပသိင်စကိုင်းမကွေးဘူးတော့သူကားထားမဲ့သဘောတော့ရှိတယ်အဲ့တော့ဖြစ်ဖို့များတာကရန်ကုန်မန္တလေး ပကိုးဟာကွက်ကိုတိုက်ရမှာအဲ့ဒီကွက်ကိုတိုက်ဖို့အတွက်အခုမှတက်ထောင်လို့လည်းမဖြစ်နိုင်တော့ဘူးအခုမှလာပြီးတော့ PDF တွေထားလို့မယ်လို့လည်းဘယ်သူမှအားပေးမှလည်းမဟုတ်တော့ဘူးနိုင်ငံတကာအနေထားရအောင်အခုရှိနေတဲ့အနေထားကနေပြီးတော့ဒါကိုရေမှန်ချက်ရှိရှိလုပ်ပေးနိုင်တာက NUG ပဲရှိတော့တာ MOD ပဲအားကိုးရတော့မှာအဲ့တော့မေးချင်တာအပြောရှင်းပြချင်တာက လေးနှစ်မှာကျွန်တော်တို့စီနဲ့ရေကွဲသွားပြီ။သွားကျင်တဲ့လမ်းကြောင်းကိုလည်းရှင်းရှင်းကြီးပေါ်သွားကြပြီ။ပြောချင်တာကဒီလေးနှစ်မှာမြို့တော်လိုင်းရေးဟာသူရှောက်ရမယ့်လမ်းကြောင်းကိုသူသိသွားပြီ။အတောင်ဆုံးသွားပြီ။အဲ့တော့ကိုလမ်းကြောင်းကိုကိုယ့်အကူရှောက်ကြပြီ။ အဲ့တော့တချို့ကသူတို့ဒေသတွေနာမာဆိုးလို့နည်းနည်းပဲ short တိုင်းမယ်တချို့ကတော့သူတို့ဒေသတွေလွတ်မြောက်ဖို့အတွက်မင်းများဖိတိုင်းမယ်အဲ့ဒါကသက်ဆိုင်ရာဒေသတွေရဲ့လက်နက်ကိုင်အများရဲ့ခေါင်းဆောင်များရဲ့သဘောထားပဲအဲ့တော့ အခြေကအေအေကလည်းပြောခဲ့တယ်ငါတို့ဒေသနာမယ်ငါတို့မတိုက်ဘူးလို့ပြောခဲ့တယ်ကျွန်တော်တော်လိုင်းအိဆာကနှစ်နှစ်ကြာတဲ့အခါကျတော့သူတို့တိုက်ရှင်နေကြကြတော့ဝင်တားတာတဲ့လားပဲတချိန်ကလည်းမွန်နိုင်ငံကြီးသမားတွေကငါတို့ဒေသနာမယ်ငါတို့မွန်မှာမတိုက်ဘူးဆိုပြီးတော့စစ်ကောင်စီနဲ့ပေါင်းတယ်အခုမွန်ဖွဲ့တွေကတိုက်ဖို့ဆုံးဖြတ်တယ်တိုက်မှာပဲဒါလိုပဲရှမ်းမြောက်တွေရှမ်းတောင်တွေဖွဲ့ရလဲငါတို့ရှမ်းနာမယ်ငါတို့အနှစ်80ရှိပြီးတိုက်နေတာငါတို့မတိုက်ဘူးမင်းတို့တိုက်ရှင်တိုက်ငါတို့ဒေသနာမယ်ဆိုပြီးမတိုက်ဘူးလို့လုပ်တယ် အဲ့တော့တောင်းပလောင်တို့ကိုကန်းတို့ကထားတိုက်တယ်ရှမ်းမြောင်းနာတာပဲအဲ့တော့ရှမ်းတောင်ဒီမူဆယ်တဝိုက်ကိုတင်ထားတဲ့အုပ်စုတွေကလည်းဒါတို့တို့တို့စဉ်းစားမှာပေါ့တို့ဒီသားနာမည်မနာဘူးဒါတွေပေါ့စကိုင်းစကိုင်းကတော့စတိုက်တယ်ကနာနာမနာတိုက်တယ်ကွာဆိုချတာပဲမကွေးချတာပဲအဲ့တော့ချင်းတဲ့ဒီတိုင်းပဲငါတို့ဒီသားနာနာမနာတိုက်တယ်ကွာကျဲလေကျဲကွာတို့တိုက်တာပဲအဲ့တော့အခုသွားမှာက ခရင်ပြည်နယ်မှာခရင်မြို့ကြီးတွေမတိုက်ရသေးဘူးအဓိကအရေးကြီးဆုံးမြို့ကြီးတွေဖြစ်တဲ့မြဝတီလိုင်ဘွယ်ကော့ဂရိတ်ဖအံဖရားသုံးစုဖရားသုံးစုဘူးတော့ကျိုင်းစစ်ကြီးကျိုင်းမျိုးအဲ့ဒါတွေမတိုက်ရသေးဘူးမွန်ပြည်နယ်မှာအဓိကကြတဲ့မြို့ကြီးတွေတမြို့မှမတိုက်ရသေးဘူးမော်လမြိုင်ကျိုက်ထိုးတထုံဒီဘက်ကဆိုရင်မှုတုံဖရားသုံးစုအမှုတုံတံမြူစီရဲ့ ရေးမတိုက်ရသေးဘူးပသိမ်တမျိုးမှမတိုက်ရသေးဘူးရန်ကုန်တိုင်းတမျိုးမှမတိုက်ရသေးဘူးပဲခူးစားတိုက်နေပြီအဲ့တော့အန်ယူဂျီရဲ့ဆုံးဖြတ်မဟုတ်တော့ဒါကိုကျွန်တော်မြင်အောင်ပြောချင်တာ ိုးဒေသကိုအကိုဆုံးဖြတ်ကြရပြီအဲ့တော့အန်ယူဂျီကလည်းသူတာဝန်ယူထားတဲ့အဲ့ဒီနေရာကိုပဲသူလောက်ရတော့မှာအဲ့တော့အားလုံးတော့သူတွေကသံတန်းနဲ့သရုံသွားနေတာကတောက်ရှစ်ကိုလက်မခံဘူးရုပ်ောက်ပွဲကိုလက်မခံဘူးစစ်တပ်အုပ်စုကိုလက်မခံဘူးဒါမဲ့ သွားမဲ့လမ်းကြောင်းကမတူဘူးအဲ့တော့အာလုတ်တန်နဲ့ထွက်နေတာက bottom up democracy federalism ကိုသွားနေတာ bottom up federalism ဆိုတာဘိုးကနေချပေးတာမဟုတ်ဘူးအောက်ခြေကနေပြီးတော့ကိုယ်နေမြေကိုယူပြီးမှအောက်ခြေရခေါင်းဆောင်တွေအလုံးလာပေါင်းထားတဲ့ဘိုးဟိုကိုသွားမှာဘိုးဟိုကနေပြီးတော့ဟိုလူအုပ်ချုပ်မဲ့ဒီလူအုပ်ချုပ်မရတော့ဘူးအဲ့တော့ကိုစားပြုမှုဆိုတာအောက်ခြေကနေကိုစားပြုရမယ်အပေါ်ကနေလာကိုစားပြုလို့မရဘူး တော့အောက်ခြေမှာရှိတဲ့ကုဒေသာကုခေါင်းဆောင်တွေရတဲ့စီအဲ့ဒီအောက်ခြေကခေါင်းဆောင်တွေရတဲ့ပါဆူဆူဆူပြီးတော့အပေါ်တစ်ချင်းချင်းတက်သွားမှာပိရမစ်ပုံစံတက်မှာအဲ့တော့အောက်ခြေကဖောင်ဒေးရှင်းကမိန်းနေအဲ့တော့အဲ့ဖောင်ဒေးရှင်းမှာရှိတဲ့ဒေသတိုင်းကဆုံးဖြတ်ချက်သူဆုံးဖြတ်ချက်နဲ့သူသွားမှာပဲအဲ့ဒီဆုံးဖြတ်ချက်ထဲမှာကုဒေသာကိုအနာမခံဘူးအနာခံမယ်ဆိုတဲ့စဉ်းစားပုံတွေလည်းပါတယ်တိုက်မယ်ဆိုတဲ့လူတွေလည်းပါတယ်အင်အားရှိတာမရှိတာ ရင်ဆိုင်မှာမရင်ဆိုင်ဆိုတာလည်းပါတယ်အဲ့တော့ဒီအနေထားများအရသွားနေတဲ့ပုံစံမျိုးကိုတွေ့နေရတယ်အဲ့တော့ NUG MOD သည်သူတာဝန်ယူထားတဲ့သူလုပ်ပေးနိုင်တာတဲ့ပဲခူးဒေသရန်ကုန်ဒေသမန္တလေးဒေသဒီသုံးခုကိုသူအာယုံဆိုင်နေတာကိုတွေ့ရတယ်မန္တလေးပဲခူးစကိုင်းပေါ့စကိုင်းအဲ့တော့သူနိုင်တာသူလုပ်နေတယ်အခုဆိုရင်လေ ARD PDF တွေသူလုပ်ပေးနေတယ် အဲ့တော့အဲ့ဒီပုံစံနဲ့သွားနေကြပြီအဲ့တော့ຫນွေဥတော်လိုင်းရဲ့အဆုံးသက်ဒီပြေမထဲမှာပဲရှိတယ်။နေဆက်မှာမရှိဘူး။တိုင်းသားဒေသတွေမှာမရှိဘူး။ຫນွေဥတော်လိုင်းရဲ့ပျော်စိတ်စိုးရဲ့ခေါင်းလိုပေါ့နော်။ကြားတွေရဲ့ကြားပြင်မလို့ပြားပြင်မတွေလိုပေါ့။အားလုံးရဲ့ခေါင်းဟာ ခေါင်းဆောင်ခေါင်းလည်းမလိုအပ်ဘူးအဲ့ဒီခေါင်းဆောင်ခေါင်းဆိုတဲ့ဂျင်းနေလည်းမမရတော့ဘူးခုကိုဒေသခေါင်းဆောင်ကိုလိုတာတနိုင်ငံလုံးခေါင်းဆောင်ခေါင်းဆိုတဲ့အန်ယူဂျီကိုဂျင်းနေတာလည်းများနေပြီအဓိကပြောချင်တာခေါင်းဆောင်ခေါင်းလည်းမလိုဘူးကိုဒေသမှာကိုနိုင်အောင်တိုက်မဲ့ခေါင်းဆောင်တွေလိုတယ်ပြောချင်တာ bottom up democracy federal lesson ကိုသူတို့လက်ခံလိုက်ပြီးပြီးလို့ပြောကြတာဖြစ်တဲ့တွေ့ bottom up ဒီကိုဒေသရဲ့ခေါင်းဆောင်ပဲကိုလိုတာအေဒေသခေါင်းဆောင်တွေကဘ ਹੁ သွက်တဲ့အုပ်ချုပ်ပါ ။ဟိုဘက်ကောင်းဆောင်ကအဲ့တော့ကိုဒေသကိုကိုဘယ်လိုပုံစံသွားကျင်တယ်လဲ။အဲ့ဒီပုံစံနဲ့သွားနေကြပြီ။အဲ့တော့ကိုဒေသကိုကိုဘယ်လိုပုံစံနဲ့သွားကျင်တယ်လဲပေါ့။အဲ့တော့တချို့ကပြေးတာအရှိရောက်နေပြီတချို့ကပြေးတာအလေးပွဲရောက်ပြီတချို့ကပန်းတန်ရောက်နေပြီတချို့ကပန်းတန်ရောက်ဖို့ဝေးသေးတယ် ဲ့တော့သွားနေတဲ့လမ်းကြောင်းကပန်းတိုင်ကိုနီးတာဝေးတာနဲ့ပုံတီးပြီးတစ်ဖွဲ့နဲ့တစ်ဖွဲ့တုတ်ပြန်ပုံချင်းမတူဘူးဖြစ်နေမယ်ဒါပေမဲ့ဘုံကတော့တူတယ်ပန်းတိုင်ကိုရောက်သွားကြမှာအဲ့တော့ပန်းတော်ရောက်ဖို့ကြံခဲ့တဲ့လူတွေကမြင်းများရှောက်ရမယ်မြင်းမြန်ပြေးရမှာပေါ့ပန်းတော်ရဲ့လူကတော့နည်းနည်းနောက်လူကိုစောက်ပေးတဲ့အနေနဲ့ကနပြောသလိုဘုံသဘောတူညီရအောင်သူကတော့နည်းနည်းလေးအပြေးလျှော့ပြီးတော့အမောလေးဖြေပြီးတော့သူသွားမှာပေါ့အဲ့တော့အဲ့လိုအနေထားများ နေသားဟာကျွန်တော်တို့ဒီနေ့လက်တွေ့တွေ့နေရတဲ့အနေထားပါယေရှုမြားရည်တင်ပါတယ်ကျွန်တော်တော့ဦးတင်နဲ့အိုက်သွားပြီကျွန်တော်ကြိုက်တယ်ဘာလို့လဲအပြင်မှာရမ်းအေးတယ်ဒီနေလေးရှိမှတစ်ချက်ပူတာဗျအဲ့ဒါမှကຫນွေဦးအစလေးပြန်ရမှာကျွန်တော်တို့ຫນွေပြောက်နေနေပြောက်နေတာကြာပြီဒီမှာချမ်းစိတ်ပြီးတော့ထက်တက်နေနေရတာကြာပြီအဲ့တော့ ဒီမိုကရေစီဆိုတာကျွန်တော်ဒီနေ့ဒေါ်နယ်ထရန့်တို့ရဲ့အနေထားကိုကြည့်ပြီးနားလည်လိုက်တာကဒီမိုကရေစီဆိုတာကျောမွေးလူဒန်းစားများကိုဟိုကိုတထေးများခရိုနီခရိုပြာများ အာဏာရှိတဲ့လူများကရဲကွယ်ဖို့ဥပဒေပြဋ္ဌာန်းဖို့ဥပဒေပြဋ္ဌာန်းစည်ရင်းသားများကိုကာကွယ်ဖို့ဥပဒေပြဋ္ဌာန်းတဲ့စနစ်ကိုဒီမိုကရေစီစနစ်လို့ခေါ်ပါတယ်အဲ့တော့ ပြောချင်တာကအဲ့လိုရရင်စစန်းရေးတဲ့လူကိုတစ်ချက်တည်းဘယ်လောက်လုပ်ပါလဲအဲ့တော့ဒါဘီဂရူကလူမှန်သူကပြိုးနေတာသူကနောက်ဆုံးမခံနိုင်တဲ့အချိန်မှာသူကရရင်စစန်းဝင်ရေးလိုက်တာဟိုဘီဂရူကလူကိုကျွန်တော်တို့ခွဲခြားတဲ့နေရာတနည်းပဲရှိတယ်ရရင်စစန်းရေးခြင်းပဲအဲ့တော့ဆိုလိုချင်တာက ဒီမိုကရေစီဆိုတာဆဲရပြည်သူများကိုအကာအကွယ်ပေးတဲ့ဥပဒေမရှိသေးဖြင့်အဲ့ဒါဒီမိုကရေစီမဟုတ်ပါဘူးအခုကျွန်တော်ပြောသလိုပဲဒီပစံကြောင့်မဟုတ်ဟာဂျမိုင်းစစ်စစ်မှုမပါဘူးအထဲမှာဘာတက်တွေပါတာလည်းမရေးထားဘူးဒါဒီဘလောက်တက်ဆင်တယ်ဆိုတာလည်းမပါဘူးနောက်ဆိုဘားကုတ်လည်းမပါဘူးပတ်ပုတ်တင်လည်းမပါဘူးဒီတိုင်းတစိမ့်စုံတို့ရောက်လောက်စားနေတာအဲ့တော့ ဲ့တော့သူတို့ကဟမ်ဆောင်နိုင်ပါဘူးဒီခါလေးအဲ့ဒါကျွန်တော်ကဘယ်လောက်လုပ်လဲမှာအဲ့တော့အဲ့လိုမျိုးအနေထားများဖြစ်တာဖြစ်တဲ့အတွက်တစ်သေးတွေကတော့ကြိုက်တာပေါ့ခံရင်စဉ်းစားတွေခံပေါ့ဘာလို့သူ့ဟာစားလို့အထက်မှာမတန်တာပါလာတာယောဂါပါလာတာအစိတ်ပါလာကိုဖြစ်ကိုခံမယ်အဲ့တော့ သူစင်းသားဖြစ်တဲ့ဒီမိုကရက်တွေကတော့သူတို့ကာွယ်ဖို့အမျိုးဆုံးကြောသူတို့မှအင်အားမရှိဘူးသူတို့မှပြည်သူပေးပဲပဲပြည်သူကလည်းသူတို့ကိုရီပါဘလစ်ကိုနိုင်အောင် တိုက်ပေးနိုင်မယ်မဲမပေးထားတာဖြစ်တယ်သူတို့ဒီအတံမဲထွက်ပေးလို့ရတယ်အခုအဲ့ဒီဥပဒေကိုတထေးတွေပြင်နေပြီလေဇော်နန်ထွက်ပြင်နေပြီလေဒေါ်နန်ထွက်ပြင်နေအီလွန်မတ်ပြင်နေပြီလေ အဲ့ဒီဥပဒေကိုတတိယတွေပြင်သွားရင်ဥပြင်နေပြီလေလက်တွေ့ပြရနေတာဥကျွန်တော်ကလက်တွေ့ဖြစ်မှပြောတာကျွန်တော်ကြိုမပြောဘူးကြိုပြောရင်ကျွန်တော်စကားဖြစ်မှာအဲ့ဒီဥပဒေတွေကိုအီလွန်မတ်ပြင်နေပြီလေဘယ်သူမှလုပ်လို့ရလဲဥပြောတဲ့လူနေစုအခွင့်ရေးဆိုပြီးတရားစွဲလို့ရလားအီလွန်မတ်ကိုခဏတော့လူနေစုအခွင့်ရေးလို့ပြောတဲ့လူကိုကျွန်တော်ပြောချင်တာဘာမှလုပ်မရဘူးအီလွန်မတ်ကအီလွန်မတ်ကို full power သူအနောက်မှာပတ်စံအပြည့်ရှိတယ်ဥမီဒီယာတွေတော့အကုန်ဝယ်ပြစ်မယ်လို့သူချင်းချောင်းနေပြီ သူပြင်ဖို့ကြိုးစားနေတာပေါ့အဲဒီမိုကရက်ကသူတို့ဘာနောက်နှစ်နှစ်သူစားရအောင်မယ်ပြည်သူကသူ့ကိုမဲပြန်ပေးမှရမှာနောက်နှစ်နှစ်မှလည်းပြည်သူကဒီမိုကရက်ကိုမဲမပေးပဲရီပါဘလီကန်နဲ့ဒေါ်နယ်ထရန့်တို့မကာကိုပဲမဲပေးလိုက်ရင်တော့ဒါတော့မတတ်နိုင်ဘူးလှုပ်ချင်တာလှုပ်ကြတော့ပေါ့ဘာလို့ဒီမိုကရက်ကသူ့မှာအကန့်အသတ်ရှိတယ်သူမှလှုပ်ပေးလို့မရတာ